ကဲကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်တော့မှာဖြစ်ပါတယ်အပတ်စဉ်အတိုင်းကြီးစုအားပေးနေကြတဲ့မိတ်ဆွေတွေကိုလည်းဒီနေရာကနေအထူးကျေးဇူးတင်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့တင်းလာသားသမီးတွေရဲ့ကံကြမ္မာကိုကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်တရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့9ရက်ဇွန်လ2025စနေနေ့ထိတပတ်တာအတွင်းတင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင် ဲ့တော့တင်းလာသားသမီးတွေရဲ့ကံကြမ္မာကတော့ဒီတစ်ပတ်မှာပျော်ရွှင်ခြင်းနေကံကောင်းခြင်းနေအဆုံးသတ်မဲ့တစ်ပတ်တာဖြစ်ပါတယ်အလွန်အားရကျေနပ်မှုကောင်းတဲ့တစ်ပတ်တာပါလောက်ကိုင်းကြံစီသမက်အောင်မြင်တိုးတက်မယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ကိုဖြစ်ကျင်တာလှုပ်ကျင်တာတွေကိုဒီတစ်ပတ်မှာအကောင်းနဲ့ပေါ်ခြင်းဖြင့်အောင်မြင်နိုင်မှုရာအလားလာကံရှိတယ်ဆိုတဲ့တစ်ပတ်တာပါပြီးတဲ့ကံမှာဒီတစ်ပတ်မှာဟုတ်လားကိုမှရှိနေတဲ့အကြက်တဲ့အခက်ခဲတွေကနေကောင်းစွာလွတ်မြောက်မှာဖြစ်ပါတယ်ဟုတ်လားပြီးခဲ့တဲ့ကာလတွေမှာဆုံးရှုံးထားတာတွေ เนาะငွေတွေမြောက်နေရတယ်ပြန်ဝင်မယ်ပြန်ရမယ်ဆိုတဲ့တက္ကတာလည်းပဲဖြစ်ပါတယ်အဲ့တော့စီးပွားရေးကိုပိုင်လုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေနဲ့လည်းဒီဘက်မှာရောင်းမဝယ်ပန်းလေးပွင့်မယ်အဝင်ငွေတွေကောင်းမယ်အလုတ်ကန်ကြံစည်တာတွေအောင်မြင်မယ်ကိုယ့်ရဲ့အလုတ်တွေကလက်ရှိထက်ပိုပြီးတော့ရှေ့တိုးပြီးတော့အောင်မြင်လာမှအဆင်ပြေလာမှဖြစ်ပါတယ်အဲ့တော့ကိုစိုက်ထားတဲ့အပင်ဟာเนาะကိုလှုပ်ထားတဲ့ကိုကြိုးစားခဲ့တဲ့ဟာတွေဟာအဒီအချိန်မှာတော့အပွင့်နေအသီးတွေတီးပြီးအကျိုးခံစားပြီဆိုတော့ တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအလွန်ပျော်ဖို့ကောင်းတဲ့တပတ်တာဖြစ်ပါတယ်เนาะအခြေအိမ်တော်ကြီးနဲ့ပတ်သက်စိတ်ချမ်းသာမယ်အဆင်မပြေတဲ့အခြေအိမ်တော်ကြီးတွေဒီဘက်မှာပြန်လဲအဆင်ပြေမယ်ဆိုတဲ့တပတ်တာဖြစ်တယ်ကောင်းသောခီအပန်းဖြစ်ခီပျော်ရွှင်စရာပွဲလန်းသဖြင့်ဒီလိုဟာမျိုးတွေလည်းတွားရလာရတတ်တယ်အဲ့တော့ဒီဘက်မှာဟာလာအရေးကြီးတဲ့ခီဒီကိစ္စကိုလှုပ်ချင်းပြအောင်မြင်မဲ့တပတ်တာဖြစ်တယ်အဲ့ဒါနောက်တစ်ခုကဒီဘက်မှာကျမ်းမာရေးလဲပူစရာမလိုဘူးကျမ်းမာရေးပုံမှန်ထပ်ပူအားကောင်းတဲ့တပတ်တာဖြစ်တယ် အဲ့တော့ဒီဘက်မှာဆိုင်ကနာရုံးကနေပြင်မယ်အလုပ်သွားရှောင်းမယ်အင်တာဗျူးပြင်မယ်အရေးကြီးတဲ့လုပ်ကိစ္စတွေကိုစီမံဆောင်ရွက်မယ်လုပ်မယ်ဆိုရင်လုပ်တင်ပါတယ်အလွန်ကံကောင်းနေတဲ့တပတ်တာဖြစ်နေပါတယ်အားရကြည်နှက်ဖို့ကောင်းတဲ့တပတ်တာပါပဲပျော်ရွှင်ကံကောင်းခြင်းနေဟာလာအောင်မြင်မှုတွေနဲ့အဆုံးသတ်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်ရဲ့ကံကောင်းလက်ရှိကနန်းဒီ၄ကနန်းအကျိုးပေးတဲ့အယောင်ကတော့အညူအယောင်ဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေများအတွက်ပါ